မဆောက်တဲ့တောင်တန်းတွေကြောင့်ချင်းမြောင်းတဲ့မြေတဆင်းရဲ့အမြင့်ကမ်းပါးတစ်လျှောက်မှာစမ်းကြတဲ့မျိုးတွေတမျိုးကဘာမှာတည်ရှိနေပါတယ်ဝေကဝိုက်ကာစီစဉ်နေရဲ့မြေကမ်းဝါးဘတ်ချက်စီမှာလူနေအောင်ဆောက်အောင်လေလန်ဒရာတွေနဲ့စီကားခင်မီလာတဲ့မျိုးကရန်ချင်းမျိုးပဲဖြစ်ပါရင် ဒီဥနိုင်ငံယူနန်ပြည်နယ်ရဲ့စမ်းချေလာတဲ့မြို့တွေကတမျိုးပါယူနန်ပြည်နယ်ဆိုတာကမြန်မာနိုင်ငံနဲ့နယ်နိမိတ်ချင်းထိဆက်နေတဲ့ပြည်နယ်လေးဖြစ်ပါတယ်။နန်စီမြို့တစ်လျှောက်မှာရှေးလျားစွာတည်ရှိနေတဲ့ရန်ကြီးမြို့ရဲ့လားတွေကိုလေ့လာကြည့်ရှုကြည့်အောင်ပါ။ဒီဥနိုင်ငံမှာရန်ကြီးမြို့ဟာတစ်ချိန်ကလူတည်နေခဲ့ပြီးနောက်ပိုင်းမှာလူမှုမီဒီယာတွေကသစင်နာမည်ကြီးလာတာဖြစ်ပါတယ်။ ယူနန်ပြည်နယ်ရဲ့မြို့တော်ကုမင်းမြို့ရဲ့အနောက်တောင်ဘက် ကီလိုမီတာ200กว่าမှာရန်ကြီးမြို့တည်ရှိနေပါတယ်။နန်စီမြေကမ်းဘေးမှာဘီစီနီယာကျော်တော်ခရဲကလူတွေနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။မြို့ပြဖြစ်ပေါ်ပေါက်လာပြီး အခုလက်ရှိမှာလူဦးရေ၄သိန်းကျော်နေထိုင်ကြရလို့ခန့်မှန်းကြပါတယ်။မဆောက်တဲ့တောင်တန်းတွေရဲ့ကြောင်းနန်စီမြေတရတစ်ချက်ကျင်းပြောင်းတဲ့မြေသားတွေနေရာမှာမြို့တည်ထားတာဖြစ်ပြီးမြေရဲ့တစ်ချက်ကိုတရားနဲ့ကုလူသွားကြပါတယ်။ မြေတပတ်ဆက်စီကတောင်တန်းရင်ကြာမြေနေရာကအလွန်ကျင်းပါတယ်အကျယ်ဆုံးနေရာကမီတာ300ခန်းရှိပြီးအကျယ်ဆုံးနေရာကမီတာ30လောက်ပဲရှိတယ်လို့သိရပါတယ်ဂျူဂျာဆန်းကျတဲ့ဒီမြို့လေးမှာအထက်မြေအဆောင်တွေခင်မီစွာရီဆောက်ထားတဲ့ဗိတုကာပညာကအံ့ဩစရာပါပဲအဆောင်တွေဆောင်ဖို့မြေနေရာအများကြီးမရှိတဲ့အတွက်ရကံမပေါ်မှာတိုင်လုံးတွေနဲ့အခြေခံအောင်လှုပ်ထားပြီးအဲ့ဒီပေါ်မှာအဆောင်တွေစောင့်ကြတာပါဒါက ရေကြီးရေရှမ်းမှုပြင်းထန်တဲ့ကာလတွေအတွက်ရေမင်းနှံပြင်းပြင်းထန်မှုကိုချိုးတင်ကာကွယ်တဲ့နီလန်လိုသိရပါတယ်။ဝေကကြီးရင်တောင်တောင်ရှောင်းနေ့တစ်ပတ်ချက်ပြီးမှပြုတ်သိပြီးတရှိနေတဲ့အထက်မြင့်ဆောင်းတွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒေသခံတွေကအချင်းဆုံးနေရာကိုအကောင်းဆုံးသုံးချပြီးအလွန်အံ့ဩဖွယ်ကောင်းဆောက်လုပ်နေထိုင်ကြတာဖြစ်ပါတယ်။မဆောက်တဲ့တောင်ဆောင်းတွေမှာကားလန်းတွေတခြားလန်းတွေလည်းဖောက်လုပ်ထားပါတယ်။ အေရီးယားကျယ်ဝန်းလာတဲ့ရုပ်နိုင်ငံမှာညနေရအလွန်ကျဉ်းတဲ့မျိုးတွေတမျိုးရှိနေတာကအံ့ဩစရာအလွန်ကောင်းပါတယ်။ရင်းရင်းမျိုးရဲ့ပတ်ဝန်းကျင်လတွေကလည်းရှင်သန်ရှူမောဖွဲကောင်းပါတယ်။မျိုးရဲကိုဝင်လိုက်တာနဲ့ဘလောက်တောင်စီကားတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ကျေးမြောင်းတဲ့မျိုးရင်းလန်းတွေမှာဈေးဆိုင်ကန်းတွေစားဆိုင်တန်းတွေအများစွာရှိနေပြီးလူနေထူထပ်ကြပေမဲ့တန့်ရှင်းတရတာတွေ့ရပါတယ်။ရန်ကြီးမြို့မှာနေထိုင်ကြတဲ့သူတွေဟာတခြားနေအမြေတွေကိုမပြောင်းဘဲ သားစဉ်မြေဆက်ဒီမျိုးမှာပဲနေထိုင်ကြရတယ်လို့သိရပါတယ်ဒီရှိနေတဲ့ဗထဝီနေထိုင်ရာဘောဘေးရနေရာရှိနိုင်တဲ့နေရာလည်းဖြစ်လို့လမ်းမဆက်တဲ့ရေခက်ခဲတွေလည်းရှိကြပါတယ်ကြပ်ပဲဒေသခံတွေအောင်သူတို့နေတဲ့မြို့လေးကိုချစ်မြတ်နိုးကြပြီးမပြောင်းရွှေ့ပဲနေလာကြလို့ပို့ပြီးတော့လဲခင်မီတိုးတက်လာပါတယ်။စင်ညို့တောင်တန်းတွေကြာက ရှင်လျားချင်းမြောင်းလာတဲ့ Midwest Chelsea ကရန်ကြီးမြို့ရဲ့လှပတရားတွေကအခုခါမှာတော့ကမ္ဘာနိုင်ငံအစောကခီးသွားတွေရဲ့စိတ်ဝင်စားစရာအကောင်းဆုံးမျိုးလေးတစ်မျိုးဖြစ်လာနေပါတော့တယ်။